ကဲခင်ဗျားတို့ရဲ့ကြောကြုံကြီးနော်ကြောကြုံကြီးနားတော့ပြီနော်တန်နာဝိုက်က UFC မှာတန်နာဝိုက်ပြောတယ်တန်နာဝိုက်ပြောတယ်ဆိုတော့တေးကြတော့မှဒီလောက်မတေးကြဘူးပေါ့နော်ဒီလေဒီထက်တေးကြတော့မရှိတော့တေးရဝင်နားတော့ပါပြီနော်တကယ်ဆိုလို့ရှိရင်ရောကျောင်းကအဲ့လိုမလုံတဲ့ဘူးတိလားမလုံတဲ့သူတွန်အန်စမန်နဲ့အလကားအချိန်ဖြုံးတယ်လို့ဖြစ်တွန်အန်စမန်နဲ့ကသူ့မှာပထမတစ်ခါကတော့ထားပါတော့စတိတ်မီယိုစစ်ကာတာတကယ် heavy weight ရဲ့နော် လဲကြံမလို့စောင့်ရတယ်အခုတခါကျတော့ तू ဘာမှမဟုတ်ဘဲနဲ့ဟိုပွဲတက်လိုက်မွေတိုင်းဆင်မနာသွားလိုက်เนาะသူ့ရဲ့ဒီ daddy boxin ပွဲလာအဲ့ဒါသွားလိုက်လုံနေအဲ့ပွဲကြီးကျင်းပါလိုက်လုံနေတာကိုတွန်အန်စပန်နဲ့ကအလကားစောင့်နေရတယ်เนาะအလကားစောင့်နေရတယ်အဲ့တော့ကျောင်းကအဲ့လိုလောက်တာတော့တိတ်တော့မကောင်းဘူးအဲ့ဒါကြောင့်ကျွန်တော်တစ်ခါဗီဒီယိုတစ်ခုကျွန်တော်လုပ်ဘူးတဲ့လုပ်ပြီးကျွန်တော်ပြောဘူးတဲ့ကျောင်းကတွန်အန်စပန်နဲ့ကိုကြောက်လားဆိုလို့ရှိရင်မကြောက်ဘူးเนาะပုံမှန်ဆိုမကြောက်ဘူး ဂျောဂျုံနာအကောင်းဆုံးဂျောဂျုံနာအကောင်းဆုံးအချိန်မှာဆိုလို့ရှိရင်တွန်အက်စပန်နာလောက်ကဆွဲဖျက်ပလိုက်လို့ရတယ်ဒါပေမဲ့လက်ရှိသူ့အသက်အရွယ်နော်သူ့အနေအထားနဲ့ပွဲဝင်းနေတာတွေနော်သူ့အကြပိုင်းအကြပိုင်းလို့တော့ပြောလို့မရပါဘူးဒါပေမဲ့အကြပိုင်းပဲပေါ့အနေအထားမှာတွန်အက်စပန်နဲ့ကတက်လို့သူကကြလို့အသက်ချင်းကလည်းတော်တော်ကွာတယ်နောက်အဲ့ဒါတွေနောက်တစ်ခုတွန်အက်စပန်နဲ့ရဲ့အနေအထားသူရင်ဆိုင်ဘူးသမျှတွေမှာတွန်အက်စပန်နဲ့ကအကောင်းဆုံးလို့ပြောလို့ရတယ်သူတစ်ခေါက်ပြန်လာပြီးမှပါနော် စတန်ရှင်ထိုးမလား heavy weight ဒါပြောတာ middle weight တမားလောက်မှာရှိတဲ့တွက်တဲ့ striking skill ရှိတယ်တွန်စဗန်နေကနော်ဒါ striking ground line မှာလည်းတွန်စဗန်နေကဝင်လုံးနေဖြစ်စီဂျော်ဂျုံကဝင်လုံးနေတွန်စဗန်နေကဝင်လုံးရင်လည်းဂျော်ဂျုံအတိုင်းတာတစ်ခုဒီဖိအားပေးနိုင်တယ်ဂျော်ဂျုံကဝင်လုံးလို့ရှိရင်လည်းကောင်းကောင်း defense လုပ်နိုင်တဲ့အဲ wrestling skill တွန်စဗန်နေမှာရှိတယ်အဲ့တော့ ဆရာကြီးကြောကြောင်းကအခုနားသွားပြီးတွန်းစပန်နယ်ကိုမထိုးဘဲနဲ့မထိုးဘဲနဲ့နားသွားတော့တွန်းစပန်နယ်ကဒီ heavyweight champion ဖြစ်သွားပြီ anthran champion မဖြစ်တော့ဘူးမဟုတ်တော့ဘူးပေါ့နော်မဟုတ်တော့ဘူးဆိုတော့ဒီတွန်းစပန်နယ်အတွက်နောက်ထပ်ဘယ်သူလာမှာလဲပေါ့တွန်းစပန်နယ်ကဘာပြော champion ကာကွယ်ပဲထိုးရတော့မှာလေစောင့်ကြရအောင်ကြာနေပြီเนาะအကြာကြီးဖြစ်နေပြီတွန်းစပန်နယ်အတွက်နောက်ထပ်လူကဘယ်သူဖြစ်မလဲမျိုးစစ်ကလည်းနားသွားပြီဆိုတော့เนาะနောက်ထပ်ကာကွယ်ပွဲထိုးရတော့မှာပဲအဲ့လိုရှိတယ် ဆရာကြီးကပတ်ပြေးနေပတ်ပြေးပတ်ပြေးရလို့တော့မဟုတ်ပါဘူးတဲ့မှာကြော်ကြုံဖန်နေရငါ့ကိုလာပြီးပြေးအောင်ပဲပတ်ပြေးရလို့တော့မဟုတ်ကိုစောစီးနားမယ်ဆိုရင်နားလိုက်ပေါ့မဟုတ်ဘူးအခုတွန်ဆွမ်းတွေကိုအချိန်ကျုံးတို့လုံနေတာတွန်ဆွမ်းတွေကစောင့်ရတဲ့ဂျားထဲမှာအခုတရဝင်းနားသွားပြီးနော် UFC ရဲ့ heavyweight champion light heavyweight champion နော်အသက်အငယ်ဆုံး champion ကြော်ကြုံမှာဂုံတရင်နေအများကြီးပဲဂုံတရင်နေအများကြီးပဲနော် 60တိုက်တဲ့ defense 61တိုက်တဲ့ defense เนาะဒါကြောင့်မှအဲ့လိုအများကြီးနဲ့ကစားသမားတယောက် UFC ကနေနားသွားပါပြီ UFC ဘက်ကကြည့်လို့ရှိရင်တော့အဲပုံရိပ်မြင့် fighter တယောက်ဆုံးရှုံးတာပေါ့เนาะပုံရိပ်မြင့် fighter တယောက်ဆုံးရှုံးတာပေါ့ဒါပေမဲ့အဲတစ်ဖက်ကကြည့်လို့ရှိရင်တော့ကောင်းပါတယ်ကောင်းပါတယ်ကောင်းနေဆိုတာတည်ရမှာဟိုဟိုလိုလိုဒီလိုလိုနားမလို့လို့မနားလို့လို့ကနေအပီးနားဝါတာနားအေးဝါတာပေါ့ ဂျော်ဒန်ဆန်တဲ့ဘက်ကကြည့်လို့ရှိရင်တော့တကယ်ပွဲကောင်းတဲ့ပွဲမထိုးရတော့ဘူးလေနော်ပေးသက်တီဘက်ကပေးသက်တီနဲ့တွန်အန်စမန်တဲ့ဘက်ကပွဲကောင်းတဲ့ပွဲကိုကျွန်တော်တို့မကြည့်ရတော့လူတိုင်းကသိတယ်တွန်အန်စမန်တဲ့ဒီဂျော်ဂျွန်အကောင်းဆုံးဖိအားပေးနိုင်တဲ့ကစားသမားဆိုတာလူတိုင်းကလက်ခံထားတာနော်လူတိုင်းဆိုတာတကယ် MMA အတိုင်းအဝိုင်းကဒီ DC တို့လို့နော်ချက်ဆန်တို့လို့လူတွေဂျိုရော်ဂန်တို့လို့လူတွေကဆက်လက်ခံထားတဲ့ ွဲကဖြစ်မလာတော့ပါဘူးเนาะဖြစ်မလာတော့တဲ့အတွက် Transman เนี่ยအခု heavyweight champion ဖြစ်သွားပါပြီနောက်ထပ်သူ့ရဲ့เนาะပြိုင်ဘက် title challenger ကဘယ်သူဖြစ်မလဲတော့ကျွန်တော်တို့မသိသေးဘူး UFC ကထုတ်မပြောသေးဘူးဖြစ်နိုင်ကြငါလည်းအဲ့ heavyweight မှာလူကတအားရှားတာဘယ်ကောင်တက်ထိုးထိုး Transman เนี่ยနိုင်ကြတော့တော်တော်နေတယ်เนาะနိုင်ကြတော့တော်တော်နေတယ်အခုကျွန်တော်ကတရားဝင် run ရလောက်သွားပြီ YouTube မှာ Facebook တက်တော့အကုန် ထောင်းတမောင်းထားတာပဲသူအကြောင်းอ่ะเนาะအဲဒန်နာဝိုက်ကိုတိုင်ပြောတာပါနားသွားပါပြီเนาะအဲ့ဒါလာပြောပြတာပါ